ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Mhorror Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရှင်ဟိုးရှိရှိတုန်းကရွာတရွာနဲ့နီးစပ်တဲ့နေရာမှာတောင်အုပ်ကြီးတစ်ခုတည်းရှိပါတယ်တောင်အုပ်ကြီးနဲ့နီးစပ်တဲ့နေရာတစ်ခုမှာအိမ်ဟောင်းပြက်ကြီးတစ်ခုရှိပြီးအဲ့ဒီထဲမှာတော့စောင်းတရဲမတွေနေထိုင်နေကြပါတယ်အဲ့ဒီအိမ်အဟောင်းပြက်ကြီးထဲမှာစောင်းမတွေကနေရာဝင်ယူထားကြပြီးအပိုင်းစီထားခဲ့ကြပါတာပေါ့တရမှာတော့စောင်းမကြီးတွေအကုန်လုံးကလည်းနေလေနေခင်အပြင်ကိုရှောက်သွားနေခဲ့ကြပါတယ် ီထက်ကဆုံးမကြီးတယောက်ကတော့သွားနေသွားနေရင်ရုတ်တရက်ရလာပြီပါတယ်။ဘာလို့တားလဲ။ဘာဖြစ်လို့နေရက်နေရတာလဲ။ဒီနေရာမှာငါတို့ထပ်ပြီးတော့ရန်နာနေအောင်မယ်ဆိုလို့ရှင်တော့ခဏနေကြလို့ရှင်အကုန်လုံးဖမ်းမိကုန်လိမ့်မယ်နော်။ကဲကဲကဲသွားကြမယ်သွားကြမယ်ဒီကနေအမြန်ဆုံးသွားကြတာပေါ့။ငါဒီကနေလုံးဝမသွားချင်ဘူး။ငါဒီမှာပဲရက်နေချင်တယ်။ငါတဘောအလုံးဒီမှာပဲရက်နေလိုက်ကြမယ်။ကြည့်စမ်းကြည့်စမ်းသူဘလောက်တောင်မှယူနန်းသွားပြီလဲဆိုတာကိုကြည့်လိုက်စမ်းဘလို့စကားတွေပြောနေရလဲနင်းဒီမှာတတက်လုံးရက်နေလို့ရမလားဟဲ့သွားလေအေးဟုတ်တယ်ဟုတ်တယ်ငါအုံနောက်ပြတ်သွားပြီ ငါလုံးဝကိုယူသွားခဲ့ပြီငါမြင်တွေ့နေတဲ့အရာကိုနင်တို့အားလုံးမြင်တွေ့လိုက်ရမယ်ဆိုရင်တော့နင်တို့အားလုံးရဲ့အုံနောက်တွေကလည်းပျက်စီးသွားကြလိမ့်မယ်ဟိုမှာကြည့်စမ်းပါအရှိကိုကြည့်လိုက်စမ်းဟိုမှာကောင်းလေးတယောက်အသက်ငငယ်ရွယ်လေးနဲ့လဲထဲမှာအလောက်ဆင်းလောင်းနေတယ်ငါတို့ကိုတွေ့လိုက်ရတဲ့အချိန်မှလေငါယူသွားတယ်လို့မျိုးခံစားလိုက်ရတယ်တိလားငါအဲ့ဒီငယ်ရွယ်တဲ့ကောင်းလေးကိုတော်တော်လေးကိုသဘောကျသွားခဲ့ပြီပြီးတော့အဲ့ဒီကောင်းလေးနဲ့ငါအရှမ်းကိုလက်ထပ်ချင်တယ်သူမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့ဂျန်နယ်ဆောင်မကြီးတွေကအရှမ်းကို အားသင့်သွားခဲ့ကြပြီရောလောင်ပြောင်းခဲ့ကြတာပေါ့အားလုံးကလည်းရီမောနေခဲ့ကြပါရီဟုတ်တယ်ဟုတ်တယ်သူယူသွားပြီသူလုံးဝကိုယူသွားတာပဲဒါနဲ့နေမေ့သွားတာလားနင်းနဲ့ငါတို့ရိအကုန်လုံးကစုံမတွေဆိုတာကိုလေစုံမတွေဆိုတာကိုမေ့သွားတာလားဟုတ်လားပြီးတော့ဒါနဲ့ငါတို့လိုမျိုးစုံမကြီးတွေကိုဘယ်သူကရောလက်ထက်ချင်မှလဲပြောစမ်းနင်းကို तू ကလက်ထက်လိုက်မယ်လို့ပြောလို့လားအယူမရဲ့ငါငါဘာပဲလောက်ရလောက်ရငါရဲ့ပုံစံကိုပြောင်းပြီးမှ तू နဲ့လက်ထက်ရမယ်ဆိုရင်တော့ငါတော့ तू နဲ့လက်ထက်မယ်အဲ့ဒီအတွက်ဘာတွေပဲပေးဆက်ရပေးဆက်ရငါတော့အကုန်ပေးဆက်ဖို့အတွက်အဆင်သင့်ဖြစ်သွားပြီ ေးဟုတ်တယ်ဟုတ်တယ်ဒါတော့နေလုံးလို့ရတယ်လေနေရပုံစံအောင်ပြောင်းလိုက်ပြောင်းပြီးသွားပြီဆိုရင်တော့နေတုံးနဲ့လက်ထပ်လို့ရတယ်ငါတို့အကုန်လုံးကလည်းပုံစံပြောင်းပြီးတော့နေရမင်္ဂလာဆောင်မှာလာပြီးကားခုံပေးကြမယ်ဒီနောက်မှာတော့ပြီးဟုတ်ကအရန်ကိုချောင်းမော်လာပါရမင်းကလေးတယောက်ပုံစံအသွင်ပြင်ကိုပြောင်းလဲလိုက်ပါတော့တယ်ဒီနောက်မှာတော့ငယ်ရွယ်တဲ့ Prakash ဆိုတဲ့ကောင်းလေးစီကိုတို့သွားလိုက်ပါတယ်ဒါနဲ့ကျမရေအရန်စာနေလို့ပါရှင်းစီမှာရေရှိရင်ကျမတော့နည်းနည်းလောက်တိုက်လို့ရမလားရှိရရှိတယ်ငါစီမှာရေရှိပါတယ်နေတော့ချင်တယ်ဆိုရင်တော့ငါအခုချက်ချင်းတိုက်လို့ရပါတယ် ဒီလိုနဲ့ရေတောင်းတောင်းနေရင်ပြီးဟိုကလည်း broadcast နဲ့တငယ်ချင်းတွေဖြစ်ပြီးခင်မင်းရှင်ဒီတော့အောင်လို့စူးစားခဲ့ပါတယ်။ဒီလိုနဲ့သူကလည်းနေစင်နေတာတွေ့ဖို့အကြွားရောက်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ပြီးဟိုကလည်း broadcast နဲ့လက်ထပ်ချင်တဲ့ဆိုတဲ့အကြောင်းတွေကိုဖွင့်ပြောပြလိုက်ပါတော့တယ်။မင်္ဂလာဆောင်ဒီလောက်ထိအမြန်ကြီးလား။အခုချိန်ထိငါတို့နှစ်ယောက်တယောက်အကြောင်းတယောက်တီးဖို့အတွက်အများကြီးလိုသေးရမဟုတ်ဘူးလား။နေပါဦးကျမတို့နှစ်ယောက်ဒီလောက်ထိရပောင်းများစွာအကြောင်းတီးလာခဲ့ကြတာဆိုတော့ဒါကလုံလောက်နေပါပြီ။ ီလိုနဲ့ Prakash ကလည်း main ကလေးတယောက်ကိုတိုင်းကသူ့ကိုလက်ထပ်ဖို့ကန့်လန့်ခဲ့တဲ့အတွက်အတော်လေးကိုပြောရွှင်သွားခဲ့တော့ပါဘို့သူကလည်းဘာမှမစဉ်းစားမနေတော့ဘဲနဲ့လက်ထပ်ဖို့အတွက်သဘောတူလိုက်ပါတယ်ဒီနောက်မှာတော့သူကမိဘတွေအကုန်လုံးကိုလည်းလက်ထပ်ဖို့အတွက်ဖြောင်းပြပြောဆိုခဲ့ပြန်ပါတယ်တဖက်မှာစောမကြီးတွေအကုန်လုံးကလည်းရန်ကိုပြောရွှင်ဝမ်းသာနေခဲ့ကြတာပေါ့မင်္ဂလာဆောင်ရတော့မယ်ပြောလိုက်တာငါတို့မင်္ဂလာဆောင်ကိုသွားမယ်စားတောက်တွေအများကြီးစားမယ်အရသာရှိတဲ့စားတောက်တွေအများကြီးရမယ်ငါတို့မင်္ဂလာဆောင်မှာကောက်ခုံကြမယ်ဂျာအတော်လေးကိုပြောစရာကောင်းပါပဲနော်အတော်လေးကိုပြောစရာကောင်းလိမ့်မယ် ငါတော့ထပ်ပြီးတော့နေရမင်္ဂလာဆောင်ကိုမဆောင်ဆိုင်နိုင်တော့ဘူးသိရဲ့လားနေရငါထပ်ပို့ပြီးတော့အတော်လေးအလင်လော်နေရပုံစံမယ်နော်ဘာလို့ဒီလောက်တောင်မှအလင်လော်နေရတာလဲတိတ်မကြခင်ငါလက်ထပ်ရတော့မယ်ပြီးသွားရင်တော့ပရာကတ်ကိုငါပိုင်ဆိုင်ခွင့်ရပြီငါအပိုင်သူကငါ့ရဲ့အပိုင်ပဲဒီလိုနဲ့ပီဟုနဲ့ပရာကတ်တို့လက်ထပ်ဖို့အတွက်ပြင်ဆင်ခဲ့ကြပါရီမင်္ဂလာဆောင်ကိုတော့ဆုံးမကြီးတွေအကုန်လုံးပုံစံပြောင်းပြီးရောက်လာခဲ့ကြတာပေါ့ကွယ်အားလုံးကလည်းပျော်ရွှင်စွာနဲ့ကောက်ခုန်နေခဲ့ကြပါရီအားလုံးကလှလှလေးကနေခဲ့ကြတဲ့အတွက်ရွာသူရွာသားတွေကလည်းသဘောကျနှစ်သက်နေခဲ့ကြတာပေါ့ ီလိုနဲ့အားလုံးပေါင်းပြီးတော့ဆောင်းမကြီးတွေနဲ့အတူတူကခုံနေခဲ့ကြပါတော့တယ်။ကနေကနေနဲ့ငါးပိုက်တွေတောက်စားလာပြီ။ဘာလို့ရမလဲ။ငါဘာလို့သွားစားရမလဲ။ဒီမှာလူသားတွေအများကြီးရှိနေတာဆိုတော့တကောင်ဖမ်းပြီးတော့ငါစားလိုက်ရင်ကောင်းမလား။ဒါမှမဟုတ်မင်္ဂလာဆောင်မှာအဲ့တဲ့တွေလာရင်စားဖို့အတွက်ဆိုပြီးပြင်ဆင်ထားပေးတဲ့မောက်တွေကိုငါသွားစားရင်ကောင်းမလား။ဆောင်းမကြီးဆိုတာကတော့ဆောင်းမကြီးပဲလေ။လူသားတွေကိုစားတော့ရတာကိုသူတို့ကပို့ပြီးတော့ကြိုက်နေတတ်ကြပါရဲ့။ဒါကြောင့်ဆောင်းမကြီးကလည်းမင်္ဂလာဆောင်ကိုလာတဲ့အဲ့တဲ့တယောက်ကိုတတဲ့လေးစားပြလိုက်ပါတော့တယ်။ တဖက်မှာ Prakash ကတော့ Pihu ကိုလက်ထပ်ပြီးနောက်မှာတော့သူရဲ့နေအိမ်ကိုခေါ်ဆောင်သွားလိုက်ပါတယ်။ Pihu ငါကိုချိန်ထိလုံးဝမယုံကြည်နိုင်သေးဘူး။ငါဘွားမှာဒီလောက်ထိချောမောလှပါတဲ့ main ကလေးကိုရှားလိုက်မယ်ဆိုတာသိလား။နေရတကယ်အရောက်လှပလို့နဲ့သိရလား။ရှင်ကကိုချိန်ထိကျမရဲ့ပုံစံအမှန်ကိုမမြင်တွေ့ရသေးဘူးလေ။ကျမရဲ့ပုံစံအမှန်ကိုဒါရှင်တွေ့သွားတဲ့အခါကျရင်တော့အသက်ရှူပါရတန့်သွားလိမ့်မယ်။ဒီမှာ Pihu မင်းကဘာမှလာပြီးတော့စားနောက်မနေစမ်းနဲ့။အခုလိုစားနောက်တောင်ငါလုံးဝမကြိုက်ဘူးနော်။ငါမနောက်ပါဘူး။ငါဘယ်တော့မှမနောက်ဘူး။ ဒီလိုနဲ့ပီဟူကလည်းခဏအတွင်းမှာပဲသူမရဲ့ပုံစံအစမှန်ကြီးကိုပြသလိုက်ပါတော့တယ်။ပီဟူကိုစောင်းမကြီးအတွင်းပြင်းနဲ့တွေ့ခဲ့ရတဲ့အခါမှာတော့ Prakash ကလမ်းဖြန့်ပြီးတော့မိလေကြားသွားခဲ့ပါတယ်။ပထမတည်းကပြောသားပဲငါ့ရဲ့ပုံစံမှောင်နေဘယ်တော့မှတွေ့နိုင်မှာမဟုတ်ပါဘူးဆိုနေမှဒီမင်္ဂလာဆောင်ကဘာလို့ရမှာလဲငါ့ရဲ့တငယ်ချင်းတွေကအရန်အောင်ကောက်ခုံချင်းနေကြတာမဟုတ်လို့ငါ့မင်္ဂလာဆောင်ကိုစီစဉ်ပေးခဲ့တာ။ပြီးတော့ငါ့နေ့ကိုအရန်အောင်လိုချင်နေခဲ့တာလေ။နေ့လိုမျိုးကြားမှတန်ဆွားနေတဲ့လူငယ်လေးတယောက်ရဲ့အသားကဘလောက်ကြာမှအရသာရှိလိုက်တယ်လေ။ငါသိရပါဘောငါကောင်းကောင်းသိတယ်။ နင်းကိုစားတွေ့ခဲ့တဲ့အချိန်ကစပြီးတော့ငါအတော်လေးကိုတီးခတ်ပြီးစောင့်ဆိုင်နေကြရတာဒီနေ့တော့နောက်ဆောင်ငါလေးကိုရရှိသွားခဲ့ပြီနော်နင်းနဲ့အခုလိုမျိုးမင်္ဂလာပွဲပုံစံကစားခဲ့ရတာအတော်လေးကိုပြောစရာကောင်းတယ်ဒီလိုနဲ့ပီဟုကလည်း Prakash ကိုတတ်စားပြလိုက်ပါတော့တယ်သူကစားတော့ပြီးနောက်မှာတော့ပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ရွာထဲမှာရှိတဲ့ငယ်ရွယ်တဲ့ရွာသူရွာသားတွေကိုစောင်းမကြီးတွေကသူတို့အချက်နဲ့လှည့်စားပြလိုက်ပါတယ်။ပြီးသွားတဲ့အခါမှာလက်ထပ်ပြီးနောက်သူတို့ကိုစားတောက်ပြစ်ခဲ့ကြပါတယ်။ ဒါရီကောအလုံးကတော့ရွာမအမြဲတမ်းလိုလိုဖြစ်နေတဲ့ကိစ္စရက်တွေပါပဲ။တစ်ခါမှတော့ရွာမရှုံနာဆိုတဲ့မိန်းကလေးကြောင့်ရလက်ထပ်ပွဲဖြစ်နေခဲ့ပါတယ်။ရွာသူရွာသားတွေအကုန်လုံးကပျော်ရွှင်စွာနဲ့ကာနေခဲ့ကြပါတယ်။သူတို့တပကသူတွေကလည်းရောက်လာခဲ့ကြပါပြီ။ဒီကြားထဲမှာဆုံးမတွေအကုန်လုံးကလည်းကောက်ခုန်နေခဲ့ကြပါတယ်။ဒီအချိန်မှာသူတို့သားအညီဖြစ်သူကဆုံးမကြီးတွေကိုတွေ့မြင်သွားခဲ့ပါတယ်။နေပါဦးလူအုပ်ကြားထဲမှာကာနေကြတဲ့မျိုးသမီးတွေကဘဲသူတွေလဲ။သူတို့တွေကတာလှလိုက်ကြကွာအရန်ကိုလှလုံးနေရပဲ။ငါသူတို့ကိုကြည့်လို့ကိုမဝဘူး။ တို့ကဘယ်သူတွေလဲဆိုတာကိုငါသိအောင်လုပ်ရမယ်။ဒါနဲ့တို့မျက်နှာတွေကိုဘာဖြစ်လို့ဖုံးကွယ်ထားကြတာလဲ။သွားမေးကြည့်လိုက်အောင်မယ်။ဒီမှာနားထောင်မအောင်ခမည်းကားတော်တော်လေးကိုလှရတယ်တိလား။ဒါနဲ့တို့သားနဲ့ဘာကြော်လဲရင်ဒီမှာဒီမှာကျမတို့ကောင်လုံးကတို့သားရဲ့ညီမတွေပဲ။ကျမတို့ကိုလာပြီးတော့အနောက်ရှက်မပေးပါနဲ့။ဒီကနေထွက်သွားစမှာရှင်။ကျမတို့ကိုအေးအေးဆေးဆေးဒီမှာကောက်ခုံခွင်ပေးစမ်းပါ။ဒီလိုနဲ့ရိုးရထုံတဲ့ဆလာရီအားလုံးလုံးနေခဲ့ကြပြီးတို့သားနဲ့တို့သမီးကလည်းမင်္ဂလာမန်တပ်မှာထိုင်နေခဲ့ကြပါရီ။ဒီနောက်တို့ကလည်းတို့သားနာသွားလိုက်ပြီးတော့တက်တက်လေးလေးမေးလိုက်ကြပါဦး။ ဘာတွေပြောနေရလဲမင်းပြောနေတာတခုတော့ငါလုံးဝနားမလဲတော့ဘာကိစ္စတွေဖြစ်နေရလဲအဲ့ဒါကြောင့်ငါလည်းမေးချင်လို့မင်းကိုလာခေါ်တာလေလိုက်လာခဲ့ဒီလိုနဲ့သူရဲ့အကိုကိုသူကလည်းတနေရာကိုခေါ်ဆောင်သွားခဲ့ပြီးတော့ဒီကိစ္စတွေအားလုံးကိုမေးမြန်းလိုက်ပါတယ်မင်းကလည်းငါမှညီမတယောက်မှမရှိဘူးဆိုတာကိုမသိဘူးလားမင်္ဂလာမဆောင်ခင်တည်းကဒီကိစ္စတွေကိုပြောပြခဲ့လေတကယ်တော့ကျွန်တော်လည်းမသိပါဘူးသူတို့ကအကိုရဲ့ညီမတွေဆိုပြီးတော့ပြောနေကြလို့အတော်လေးကိုအံ့အားတင်သွားခဲ့တာဒါနဲ့သူတို့တွေကဘာဖြစ်လို့အခုလိုမျိုးလိန်ပြောခဲ့ကြတာလဲ ခဏနေတော့အနောက်ကနေစုံမလေးကောင်အောင်လျှောက်လာခဲ့ကြပါရီတောက်တူကြရတဲ့ခမနှစ်ယောက်စုံကလည်းလမ်းဖြတ်နေခဲ့ကြပါပြီဒုက္ခပဲဂျာရီကတော့စုံမကြီးတွေပဲမင်္ဂလာဆောင်မလိုက်ကြတဲ့စုံမကြီးတွေသူတို့တွေကသူများတွေရဲ့မင်္ဂလာဆောင်တဲ့ကိုလိုက်သွားပြီးတော့ကောက်ခုံနေခဲ့ကြတာအဲ့တဲ့ကတဲ့ယောက်ကလည်းသူတို့အများရန်သတ်စားနေကြဒုက္ခပဲကျွန်တော်ဒီကိစ္စတွေဘာတခုမှမသိခဲ့ပါဘူးအခုဘယ်လိုလုပ်ကြမလဲဘာမှလုပ်မနေပါနဲ့ငါတို့လေးယောက်ထဲကတယောက်ကိုရွှေ့ပြီးတော့နင်းလိုက်ချရမယ်ဒီလိုနဲ့နှစ်ယောက်စုံကလည်းအများဆုံးနေရာကနေထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတော့တယ် တို့ကလည်းပြင်းနေပြင်းနေနဲ့တောအုပ်ကြီးထဲမှာလမ်းပြောင်းနေခဲ့ကြပါပြီ။မပြေးနိုင်တော့ဘူး။ထပ်ပြီးတော့မပြေးနိုင်တော့ဘူး။ဘယ်လောက်ထိထပ်ပြီးတော့ပြေးနေအောင်မှလဲခနာကိုတစ်ခုလုံးကလည်းအားရင်ချိနေနေပြီ။ကျွန်တော်လည်းရောင်းပင်မနေပြီးထပ်ပြီးတော့မပြေးနိုင်တော့ဘူး။ကျွန်တော်တို့ဒီမှာခနာပုံးနေပြီးတော့မှအင်ကိုပြန်ကြမယ်ဆိုရင်ဘယ်လိုလဲ။အခုလောလောဆယ်ကျွန်တော်ရေအရန်စားရပြရေတောက်ချင်တယ်။ဒါဆိုရင်ဒီမှာခနာလေးစောင့်တော့ကျွန်တော်ရေတစ်ခွက်ဆစ်ဆင်လိုက်အောင်မယ်။ရမန်ကလည်းရေကိုယူဖို့အတွက်ထွက်လာခဲ့ပါသေး။တနင်္ဂနွေကိုရောက်တဲ့အခါမှာတော့သူအတန်ပလန်ပြုံးဆောင်ကိုကြားလိုက်ရပါတော့တယ်။ အတန်တွေကတော့အိမ်ဟောင်းပြကြီးစီကနေလာနေခဲ့တာကို သူတွေ့သွားခဲ့ပါတယ်။အင်ကြီးတွေကဝင်သွားတဲ့ခါမှာတော့သူအတော်လေးကိုအံ့အားတင်သွားခဲ့တာပေါ့။ဆောင်းမကြီးတွေကသတို့သားကိုဒီအိမ်ဟောင်းပြကြီးရဲ့ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးကျိုးရည်နဲ့ခြေထုတ်ထားခဲ့ကြပါတယ်။ပြီးတော့လည်းဆောင်းမတစ်ကောင်နဲ့သတို့သားကိုအမြန်ဆုံးလက်ထပ်ပေးနေခဲ့ကြပါသေးတယ်။ဒီမှာကျမတို့ရှင်တို့ဘာမှလုပ်မှာမဟုတ်ဘူးနော်။သူ့ကိုကျမတို့ရဲ့ဆောင်းကြီးမတယောက်နဲ့လက်ထပ်ပေးနေတာ။ဟုတ်တယ်ပြီးသွားရင်တော့သတို့နှစ်ယောက်စလုံးကအေးစိတ်နေထိုင်သွားလို့ရပြီ။နောက်ဆုံးတော့အနေနဲ့ဒီကိုရောက်လာတယ်ဆိုတော့ငါတို့တွေကတဲရောက်ကိုရွှေ့ပြီးတော့လက်ထပ်လိုက်တော့ အရင်ဆုံးငါရရဲ့မင်္ဂလာဆောင်မှာနင်ကပေးရမယ်။ရမန်ကလည်းဒေါသအကြောလေးကိုထွက်နေခဲ့ပါပြီ။သူကလည်းတရိုးသားကိုတပေးဖို့အတွက်ကြိုးစားခဲ့ရပါဘို့။ဒီအချိန်မှာဆောင်မကြီးတစ်ကောင်ကသူ့ရဲ့အစွမ်းတွေနဲ့ရမန်ကိုအဝေးတနေရာကိုပြစ်ထောက်လိုက်ပါတော့တယ်။ရမန်ကတော့နည်းနည်းလေးမှရှောင်မပေးပါဘူးချက်ချင်းပဲပြန်ပြေးလာခဲ့ပါတယ်။ရတော့တတိရှိရနော်ငါအခုလိုမျိုးတတိရှိတဲ့သူတွေကိုဆိုရင်အရန်သဘောကျတယ်တိလားအဲ့ဒါကြောင့်အခုမင်္ဂလာနှစ်ပွဲတစ်ခါတည်းဆောင်ကြတာပေါ့ဟုတ်ပြီလေနင်လက်ထပ်ချင်တယ်ဆိုရင်တော့ငါလက်ထပ်ဖို့အတွက်အစင်တက်ပဲငါပြောတဲ့စကားတစ်ခုကိုတော့နင်တို့လက်ခံရလိမ့်မယ် ရမန်းနီရဲ့မင်းငေါ့ကိုထားပြီးဒီကနေအမြန်ဆုံးထွက်ပြေးသွားလိုက်တော့မင်းရဲ့အတက်ကိုတော့ရအောင်ကဲတဲမှာငေါ့ကိုထားခဲ့လိုက်ပါတော့မင်းအမြန်ပြေးလေဘာလုပ်နေရလဲငါတောင်းဆိုချင်တာကတော့ငါရွာမှာပဲလက်ထပ်ချင်တယ်ငါရွာမှာရှိတဲ့ရွာသူရွာသားတွေအကုန်လုံးကိုငါ့ရဲ့မင်္ဂလာဆောင်မှာပါဝင်စေချင်တယ်ငါကမင်္ဂလာဆောင်ကိုကြီးကျယ်ခမ်းနားစွာနဲ့ကောက်ခုံမှုတွေနဲ့အတူတူပဲဆင်နွှဲချင်တာအားလုံးကိုလည်းပြောစေချင်တယ်ရမန်းနီရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဆောင်မကြီးတွေအကုန်လုံးကအတော်လေးကိုပြောချွင်သွားခဲ့ကြပါတော့တယ်ဒီနောက်မှာတော့သူတို့အနောက်ကနေလိုက်ခဲ့ပြီးအရှိကနေဆောင်မကြီးတွေကသွားကနေခဲ့ကြတော့တာပေါ့ ခဏနေတော့ရွာသူရွာသားတွေအကုန်လုံးကလည်းမင်္ဂလာဆောင်ပန်းတက်ဖို့ရောက်ရှိလာခဲ့ကြပါတယ်။အားလုံးကလည်းအံ့အားတင်းနေခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ကလက်ထပ်ပြီးနောက်မှာတော့မင်္ဂလာပန်းကုန်းဆိုပြီးမင်္ဂလာဆွဲကြောဝတ်ဆင်ပေးရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။ဘလို့ဖြစ်တာလဲနေရအတော်လေးကိုစိတ်လှုပ်ရှားနေပုံစံမဲနော်။ငါထပ်ပေါ်ပြီးတော့နေရလက်ထပ်ချင်နေရဲ့။အခုလိုမျိုးကြားသီးရတော့ငါအတော်လေးကိုပြောချွေနေရတိလား။ဒီလိုနဲ့ဆုံးမကြီးအနာကိုကြောက်ကလာတဲ့အခါမှာတော့ရမန်ကလည်းကာရမန်တန်တစ်ခုကိုရွှေ့ဆိုလိုက်ပါတော့တယ် ဒီခါမှာတော့ဂါရမန်တန်တွေနဲ့အတူတူမင်္ဂလာမီဖို့ထေကာမီတွေကလည်းဆောင်းမကြီးတွေကိုတောက်လောင်သွားခဲ့ရပါဘော။ဆောင်းမကြီးတွေကလည်းအရန်ကိုပူလောင်ပြီးတော့မိလောင်ပြချသွားခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့အားလုံးတေဆောင်းသွားခဲ့တဲ့အခါမှာတော့သရိုသားကလည်းပျော်ရွှင်စွာနဲ့သူ့ရဲ့သရိုသမီးလေးနဲ့အတူတူကြည်ကြဲခနာစွာလက်ထပ်သွားခဲ့ရပါဘော။ဆောင်းမကြီးတွေကိုကြောက်တဲ့ရန်ကိုလည်းအားလုံးကကင်းဝေးသွားပြီးပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ နောက်ထပ်လည်းပုံပြင်ကောင်းများစွာနဲ့အတူတူပြလာခဲ့ပါအောင်မယ်ရှင်။ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့အတွက်လည်းမြေကြရခန့်အပ်ပါရယ်။ကျေးဇူးတင်ပါတယ်ရှင်။